တခါမှလည်းကျွန်တော်နာမည်ဘယ်နာထိုးပေးပါနော်လို့ဘယ်သူမှလည်းမပြောဘူးထိုးခြင်းတဲ့နေရာထိုးပိုစတာမှာပုံပါပါမပါပါကျွန်တော်နာမည်ထိုးခြင်းတဲ့နေရာထိုးစိတ်ကိုမဝင်စားတာကားထဲမှာငါဘာလို့ရမလဲဆိုတာကိုပဲစိတ်ဝင်စားတယ်ကျွန်တော်တော့တသက်လုံးအဲ့လိုပဲဇာကားနာမည်ကို highlight လုပ်ချင်တာပါညမထွက်ရဆိုတော့ title ကိုပို့ပြီးတော့ highlight လုပ်ချင်တာဖြစ်မှာတော့မရှိသေးဘူး င်းလဲသူကြောက်လို့ရှိရင်ငါ့ကိုမပါဘူးသူ့ကိုပါတယ်သူ့ကိုတော့တီးတယ်ငါ့ကိုတော့ကြီးတယ်ဆိုပြီးစက္ကနာရရှိမှရှိကြတော့အဲ့လိုဟာရတာမှာပါတယ်အဲ့ဒါလည်းအာယုံပါဗျာဒီလိုမျိုးသူ့ပုံသေးလို့ငါပုံကြီးလို့ဟိုသူ့နာမည်ကရှေ့ရောက်နေလို့ငါနာမည်ကနောက်ရောက်နေလို့အဲ့ဒါတွေကလေအိဗယ်လည်းမရှိဘူးဗျာသိလားကျွန်တော်တော့မကြိုက်ဘူးကျွန်တော်လည်းတခြားသူကားတွေမှာတရုပ်ဆောင်လုပ်ခဲ့ဘူးပါတယ် တခါမှလည်းကျွန်တော်နာမည်ဘယ်နာထိုးပေးပါနော်လို့ဘယ်သူမှလည်းမပြောဘူးထိုးခြင်းတဲ့နေရာထိုးပိုစတာမှာပုံပါပါမပါပါကျွန်တော်နာမည်ထိုးခြင်းတဲ့နေရာထိုးစိတ်ကိုမဝင်စားတာကားထဲမှာငါဘာလို့ရမလဲဆိုတာကိုပဲစိတ်ဝင်စားတယ်ကျွန်တော်တော့တသက်လုံးအဲ့လိုပဲပိုစတာမှာလို့တုနာရီကျုံမေးရလို့ဘယ်လိုပဲစာရင်းအနေနဲ့ထိုးခဲ့တာပါအဲ့လိုတော့မပါပါဘူးဟိုအရှိအအာယုံနောက်တာတွေတော့လည်းရှိတယ်ဟိလာအာသူ့ကိုအရှိထားပေးပါကျွန်ကျွန်ငါ့ကိုအရှိထားပြီးတော့အဲ့မျိုးတွေကလည်းရှိတယ် ရနိုင်ပါတယ်အဲကျွန်တော်တို့တငယ်ချင်းဟောင်းနေပြန်ဆုံတယ်ပေါ့နော်အရင်တော့ကကျွန်တော်တို့ဗီဒီယိုကားတွေအများကြီးရိုက်ခဲ့ကြဘူးတယ်တငယ်ချင်းဆိုပဲနှစ်ယောက်စလုံးကျွန်တော်တို့ငယ်ကြပါတယ်ဆိုတော့ကျွန်တော်တို့ပေါင်းခဲ့ကြတယ်အလုပ်တွေအများကြီးလက်တွဲပြီးလုပ်ခဲ့ကြတယ်အခုဒီဇက်ကားထဲမှာ item တွေကလည်းနည်းအရေးကြီးတာတွေပါတယ်ဟိုပရိသတ်ပဲတိပြီးတော့အချင်းချင်းမတိအောင်ဖွက်ပြီးလုပ်ရတဲ့ ကားရဲအချင်းချင်းမသိအောင်ဖွက်ပြီးလောရတဲ့ item မျိုးတွေရှိတယ်။အဲဒီမျိုးတွေကြတော့ဟိုသကယ်ဝိုင်းရင်လုံနိုင်တဲ့တရုတ်ဆောင်တွေထဲမှာပဲအဆင်ပြေမှာ။ကျွန်တော်ဂျေးအစဆုံးရေးပြီးသွားတဲ့အချိန်မှာတို့မျက်စိရယ်မြင်တယ်။အဲ့ဒါနဲ့တို့ကျွန်တော်ဆက်သွယ်တယ်။ကျွန်တော်နဲ့ကျွန်တော်နဲ့ဟော်ဒဂျီမှာထိုင်စကားပြောကြတယ်။ဟော်ဒဂျီကဖေးမှာထိုင်စကားပြောကြတယ်။နေမင်းနဲ့ကျွန်တော်နဲ့ဝင်းကြီးများယုံကကော်ဖီဆိုင်မှာထိုင်ကြတယ်။အဲ့မျိုးငါတို့ချကြမယ်ကွာဆိုတော့တို့ကလည်းဖတ်ပြီးတာနဲ့ မျက်စီရဲ့မှာအယုတ်တွေတန်းမြင်လာတထိုင်ထဲဖတ်ပြီးတော့ကျွန်တော်မျက်စီရဲ့မှာဘာလို့ရမလဲလို့မြင်လာပြီးအကိုတဲ့ချမယ်ကွာလို့ချကြတာကျွန်တော်ကဒီအောင်စလုံးကကိုညိုတဲ့လည်းဗီဒီယိုကားတွေအများကြီးပဲเนาะရှေ့မှာရိုက်ခဲ့တာလည်းရှိရဲသူ့အကြောင်းကိုအကြောင်းတိလို့ဥမျိုးပဲစကားတကားပြောလို့ပြန်ပြီးဆုံဆုံးကျင်တာမျိုးဖြစ်နိုင်တယ်อืมကျွန်တော်တို့ချင်းကအများကြီးဟိုပြောနေစရာမလိုတဲ့သူတွေလေတိလားတယောက်နဲ့တယောက်နားလည်မှုတွေယုံကြည်မှုတွေနှစ်နဲ့ချီပြီးတော့တိဆောက်ခဲ့ကြတာ အဲ့ဒီအချိန်ကကျွန်တော်အာဂါဆိုတဲ့နိုင်ငံကားတကားကြည်မိနေတဲ့အချိန်ကြည်ပြတဲ့အချိန်အဲ့ကားကမှဂျော်လီပါပါတယ်ဆိုတော့ကျွန်တော်အဆိုတော်တယောက်ကိုကားရိုက်ရှင်စိတ်ပေါက်လာဟုတ်လားအချိန်ကရုံးမြတ်သူကိုကကျွန်တော်ငကိုတဲကသူ့တခြင်းလေးရပြိတ္တပါသူပြန်လာမယ်လို့နင်ထင်နေရလားအဲ့ဒီတခြင်းကိုအရန်ကြိုက်ခဲ့တယ်ကြိုက်တော့ ဲ့ဒီသင်းနာမည်နဲ့ကျွန်တော်ကားရိုက်ဖို့တော့မှာပဲကျွန်တော်စဉ်းစားထားတယ် launch လည်းလုပ်ထားပါတယ်သူပြန်လာမယ်လို့နင်ထင်နေရလားဆိုတဲ့ title နဲ့ဆိုတော့ခွင့်တောင်းတဲ့အချိန်မှာရုံးမြတ်သူရဲ့အမှုပညာစိတ်လေးကိုလည်းမြင်ရတယ်အဲ့ဒီအချိန်တော့အဲ့ဒီသင်းစာသားကိုခွင့်တောင်းခဲ့တဲ့အချိန်တော့လူလူလားလားပဲသူဘာမှဒီတကယ်ဆိုဒီသင်းကသူ့ရဲ့ iconic သင်းလို့တောင်ပြောလို့ရတယ်လေဆိုတော့ဒါမဲ့အဲ့ဒီပုံမှာသူတိတ်ပြီးတော့ကဲကြီးခန်းကြီးမနိုင်ဘူးလောက်ပါတဲ့ဒါမဲ့တေးရေးကတော့သူမဟုတ်ဘူးတဲ့ဆိုပြီးတော့ပြောတယ်အဲ့နဲ့တေးရေးကိုဆက်သွယ်တော့လေတေးရေးက လိုလိုလားလားပဲခွင့်ပြုခဲ့တယ်ဆိုတော့သူ့ရဲ့အမှုပညာပေါ်ထားတဲ့စိတ်လေးကိုလည်းအဲ့ဒီတုန်းကသဘောကျသွားတယ်ဖိကျင်တဲ့ဇက်ကောင်တွေကလည်းဘလောက်ပြီးမှလိုက်လာတယ်အဲဒီအားလေးအဲအစိုးတော်တွေနဲ့ကျွန်တော်အရှိမကားရိုက်ဖူးပါတယ်ဟိုးအရင်တည်းကဦးချစ်ကောင်တို့ကိုဘရီဂျီတို့ရွှေထိုင်တို့ကားရိုက်ဖူးပါတယ်နောက်ဆန်းဆန်းဆိုလဲတာအစိုးတော်တရုတ်ဆောင်ပဲလေအခုထုံထုံဆိုလဲအစိုးတော်တရုတ်ဆောင်ပဲ သူတို့တွေအကုန်လုံးမှာကမှုဆိုတာကိုနားလည်တယ်ဗျသိလားသရုပ်ဆောင်တာတွေတချင်းဆိုတာတွေခွဲပြီးပြောနေပြီမဲ့အခြေခံမှုမှာကြတော့မှုသွင်းတာမှာကြတော့အထူးတူပဲလေဆိုတော့သူတို့ကမှုကိုချင်းကတ်တဲ့နေရာမှာတင်စရာမလိုသိအားလေးတခုအားတာတယောက်ကိုတော့မဟုတ်ဆုံးတော့ဒီဇက်ကောင်ကတော့အများကြောင်းလဲပါလို့ရှိနေတယ် အမက်ခရာဆိုတဲ့ character အတွက်ကျွန်တော်စဉ်းစားခဲ့တာ3-4ရောက်လောက်တော့ရှိတယ်။ First choice ကတော့ရုံးမြတ်သူပေါ့နော်။ရုံးမြတ်သူညင်းပါပဲကျွန်တော်တခြားလူတွေစီကန့်လန့်မယ်လို့စဉ်းစားတာ။ဒါရုံးမြတ်သူ ਨੇ ပထမဆုံးစကားပြောတဲ့အချိန်မှာရုံးမြတ်သူကစိတ်ဝင်စားတယ်၊သူလှုပ်ချင်တယ်။စကားပြောဖြစ်တယ်။ဇလန်းအောင်သူကိုယ်တိုင်လည်းကြိုက်တယ်။โอเคချကြတယ်ပေါ့။ ိုက်ထားတဲ့ကရေတော့စက်ကလေးအဲ့ပုံမှာဖိုင်လို့ဖြစ်လာတယ်ဒါနဲ့တွေ့ချင်ဝမ်းသာပါတယ်အခုလိုမျိုးဟိုပြိဿအနေနဲ့ရွေးချယ်စရာလေးတွေများလာတဲ့အတွက်လေကြည်ရတာပို့ပြီးတော့ရွေးချယ်စရာလေးတွေရှိလာတာပေါ့ရုပ်ဆောင်တစ်တွေရုပ်ဆောင်လိုပဲဖြစ်ဖြစ်သွားပြန်မလားတကယ်နာမည်ကြီးဥစားမပါဘူးနဲ့လားကိုကြီးရဲ့ကောင်ကိုလိုဆိုရတဲ့နာမည်နဲ့ဘာပေးရတယ်ကျေးဇူးများရည်တင်ပါတယ် ဖိုးအရင်တုန်းကဟိုတကယ်စေတနာထားပြီးလုပ်ခဲ့တဲ့ဟာလေးတွေရဲ့ရလတ်လို့ပဲမြင်ပါတယ်အခုဆိုတော့ဝမ်းရတယ်ပြုံးဆောင်ဆိုတာကဇမျောနဲ့ဒါရိုက်တာဆိုတဲ့ဟာကိုကြည့်ပြီးတော့ပရိသတ်တို့ချွတ်ကြည့်ကြရတယ်အရင်တော့ဗီဒီယိုဖြူပုံစံမျိုးလည်းဖြစ်တာအဲ့ပုံမှာပုံစံပြောတယ်အဲ့ဒါဘိုက်ပါတယ်ဟိုကျွန်တော်တို့ကိုယ်တိုင်လည်းဇက်ကရဲ့ attraction နဲ့ဦးစားပေးပြီးတော့ပဲ

င်ဝင်နေတဲ့မင်းသားဆိုတာပေါ့။အဲ့ဒါကျွန်တော်အမြဲပြောသလိုပါပဲအဲ့ဒါလေဒီလားတရုတ်ဆောင်ဘသူပဲဝါကိုရိုက်မယ်ဆိုတာကလေဇလန်းနဲ့လိုက်ဖက်ညီတဲ့ကာရက်တာနဲ့လိုက်ဖက်ညီတဲ့အပေါ်မှာစဉ်းစားတာအကောင်းဆုံးပါပဲအစ်စ်နဲ့ရိုက်တဲ့နယ်ဆိုရင်ဒီနေရာမှာဟိုဈေးကွက်အကြောင်းမင်းသားမင်းသမီးကိုဇွတ်ထဲ့တာကြီးကိုမကြိုက်ဘူးအစ်စ်ကိုပဲနေရာပေးလိုက် ဟုတ်ဒီနေရာကတော့လူဟောင်းတယောက်မှလုံနိုင်မယ်ဆိုရင်လူဟောင်းတယောက်နဲ့ရိုက်အဲ့ဒါအကောင်းဆုံးပါခုနောက်ပိုင်းမှာကျရင်ယုံကြည်တဲ့ဟာမှာမင်းသားမင်းသမီးဆိုရတဲ့တချို့ဟာကြီးလာတယ်အဲ့ပေါ်မှာ processor တယောက်နေနေပြောချင်တာလည်းရှိဒါတော့ပြိဿကတော့ရှိမှာပဲလေဒီလားမင်းသားမင်းသမီးလာကြည့်တဲ့ပြိဿကလည်းဟိုရာဂိုင်တော့အဖြစ်ဒူးနဲ့တယ်နဲ့ရှိနေတုံးပဲဒီလိုပဲဇာကားအုံကဟိုမင်းသားမင်းသမီးဘယ်သူဖြစ်ဖြစ်ဇာကားအုံမှာကြည့်မယ်ဆိုတော့ပြိဿလည်း ရာခိုင်နှုန်းတွေရှိနေတာပါ။ပြတော့ခုညမထွက်ရလဲ။တကယ်နည်းနည်းကြီးပြောဆောင်ရအောင်။ရပါတယ်ဘယ်လိုပြောလဲကျွန်တော်ကဘယ်လိုများမျောနေတာလဲကျွန်တော်ကကိုရိုက်ချင်တဲ့ကားကိုကိုရိုက်ချင်တဲ့သူတွေနဲ့ရိုက်လိုက်ရအဲ့ဒါအဲ့ဒါကျွန်တော်အတွက်အဖြေပဲသိလားကြံတဲ့ဟာတွေကျွန်တော်တိတ်အညာကြီးလိုက်မတွက်ဘူး